င်္ဂလာညချမ်းပါရှင်2023ခုနှစ်စက်တင်ဘာလ10ရက်အင်္ဂါနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA မြန်မာပိုင်းရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကခင်ခင်ဤပါ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲနေ9:00တင်ဆက်သွားမှာပါဒီနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါတော့မယ်ရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ဟာပိုလန်ဟန်ဂရီနဲ့ချက်သမရနိုင်ငံတွေကိုတွားရောက်ဖို့အတွက်ဒီနေ့ည9နာရီခွဲမှာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကနေထွက်ခွာသွားပါတယ်။ဒေါက်ဆန်းစုကြည်ဟာဒီခီးစဉ်အတွင်းချက်သမရနိုင်ငံပရက်မြို့မှာစက်တင်ဘာ15ရက်ကနေ18ရက်နေ့ထိ3ရက်ကြာကျင်းပမဲ့ Forum 2000 Foundation ညီလာခံကိုတက်ရောက်မှာဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်ဟာညီလာခံဒုတိယနေ့မှာ The Road to Good Governance ကောင်းမွန်တဲ့အုပ်ချုပ်မှုလမ်းစဉ်ဆိုတဲ့ခေါင်းစဉ်နဲ့မိန့်ခွန်းပြောကြားမယ်လို့သိရပါတယ်။ဒါ့အပြင်ဒေါ်ဆန်းစုကြည်ဟာဥရောပခီးစဉ်အပြီးစက်တင်ဘာ20ရက်နေ့မှာစင်ကာပူနိုင်ငံမှာစတင်ကျင်းပမယ့်ကမ္ဘာအရှညီလာခံကိုတက်ရောက်မှာဖြစ်ပါတယ်။ညီလာခံဒုတိယနေ့မှာဒေါ်ဆန်းစုကြည်ဟာမြန်မာ in transition အသွင်ကူးပြောင်းနေတဲ့မြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်နဲ့မိန့်ခွန်းပြောကြားမယ်လို့သိရပါတယ်ရှင်။သမရာရုံးဝင်ကြီးဦးအောင်မင်းဦးဆောင်တဲ့အစိုးရညီညွတ်ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ UNFC ခေါ်ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီတို့ဒုတိယကြိမ်ဆွေးနွေးကြရမှာသဘောတူညီချက်မရဘဲမနေ့ကပြီးဆုံးသွားခဲ့ပါတယ်။အစိုးရညီညွတ်ရေးအဖွဲ့ကတနင်္ဂနွေလုံးအပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးခြင်းပေမဲ့ UNFC ဘက်ကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေအတွက်အရေးအကြီးဆုံးဖြစ်တဲ့နယ်မြေသတ်မှတ်ရေးတပ်နေရာချထားရေးကိစ္စတွေကိုအခိုင်အမာပြုလုပ်ပြီးမှသာလက်မှတ်ရေးထိုးမဲ့အကြောင်းကိုပြန်လည်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ Nippon Foundation ကကမ္ဘာကထပြုပြီးဒုတိယအကြိမ်အကျိုးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့တာပါဆွေးနွေးပွဲမှာအစိုးရညီညွတ်ရေးအဖွဲ့ခေါင်းဆောင်ဝင်းကြီးဦးအောင်မင်းကရှေ့ဆက်ပြုလုပ်မဲ့ညီညွတ်ရေးဆွေးနွေးပွဲတွေမှာဒေါအောင်ဆန်းစုကြည်ပါဝင်လာမယ်လို့ပြောပါတယ်ပြီးခဲ့တဲ့စနေနေ့ကသမ္မတဦးသိန်းစိန်နဲ့ဒေါအောင်ဆန်းစုကြည်တွေ့ဆုံခဲ့ပြီးတိုင်းရင်းသားကိစ္စတွေကိုဆွေးနွေးခဲ့တဲ့အကြောင်းအဲဒီနောက်ဦးအောင်မင်းနဲ့ဒေါအောင်ဆန်းစုကြည်တို့တွေ့ဆုံပြီးငင်းငယ်ရေးလုပ်ငန်းစဉ်တွေမှာဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်မဲ့ကိစ္စတွေကိုဆွေးနွေးခဲ့တဲ့အကြောင်း ဥအောင်မင်းက UNFC ကိုယ်စားလှယ်တွေကိုပြောပါတယ်။ UNFC အဖွဲ့မှ KIO ကချင်လူမျိုးရေးအဖွဲ့ KNU ကရင်မျိုးသားစည်းရုံး KNPP ကရင်ပြည်သူ့တိုးတက်ရေးပါတီ NMSP မွန်ပြည်သစ်ပါတီ SSPP SSA ရှမ်းပြည်တိုးတက်ရေးပါတီ ANC ရခိုင်မျိုးသားကောင်စီပါဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ပါဝင်ပါတယ်ရှင်။မင်းရတနင်္သာရီတိုင်းကိုလာရောက်ခဲ့တဲ့ပြည်တော်စုလွှတ်တော်နိုင်ငံကသူရဦးရှိမန်းကို လက်မြေတိမ့်ဆဲခံခဲ့ရတဲ့လက်သမားတွေကကြိုးဆိုဖို့ကြိုးစားရမှာရဲတပ်ဖွဲ့ကတားဆီးခဲ့တယ်လို့သိရပါတယ်။မြေတိမ့်ခံရတဲ့တောင်သူတွေကတဝဲမြို့ကနေရင်းနှက်စကန်ကိုတွားရကားလမ်းပေးတစ်လျှောက်မှာဆန်တန်းတွေကင်ဆောင်ပြီးဥရွှေမန်းကိုကြိုးဆိုဖို့ဆောင်ဆိုင်နေစင်မှာတားဆီးခံခဲ့ရတာပါ။ရဲတပ်ဖွဲ့ဝင်တွေကမြေတိမ့်ခံလက်သမားတွေရဲ့စာတမ်းပါဗင်နိုင်းပိုစတာတွေကိုလူယူခဲ့တယ်လို့လည်းသိရပါတယ်။မြေတွေတိမ့်ဆဲခံခဲ့ရတာနဲ့ပတ်သက်ပြီးလေယာဉ်မြေနဲ့အခြားမြေများတိမ့်ဆဲမှုစုံစမ်းစစ်ဆေးရေးလွှတ်တော် ကော်မတီဖွဲ့ဝင်တွေကိုတင်ပြခဲ့ပေမဲ့အကြောင်းမထူခဲ့တဲ့အတွက်အခုလိုသူရဥရှင်မဲသိရှိအောင်လှုပ်ဆောင်ခဲ့တာလို့လယ်သမားတွေကပြောပါတယ်။ရခိုင်နိုင်ငံရဲ့ပါတီနှစ်ခုပေါင်းစည်းပြီးရခိုင်အမျိုးသားပါတီအမည်နဲ့လာမယ့်အောက်တိုဘာလအတွင်းရွေးကောက်ပွဲကော်မရှင်မှာမှတ်ပုံတင်သွားမယ်လို့သိရပါတယ်။ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှစ်ဖွဲ့ပေါင်းစည်းမဲ့ဒီပါတီကိုဥဆောင်ဖို့အတွက် တစ်ဖက်ကိုကိုစလဲ15ဦးစီပါဝင်မယ်လို့ဆိုပါရယ်ပါတီနှစ်ခုပေါင်းစည်းပြီးတဲ့နောက်9လအတွင်းညီလာခံကျင်းပသွားမယ်လို့လည်းသိရပါရယ်အခုပေါင်းစည်းကြမဲ့ပါတီနှစ်ခုတည်းကရခိုင်တိုင်းသားများတွတ်တက်ရေးပါတီ RNDP ဟာပြီးခဲ့တဲ့2010နှစ်ရွေးကောက်ပွဲမှာရခိုင်ပြည်နယ်အတွင်းလွှတ်တော်၃ရက်ရွေးကောက်ပွဲမှာနေရအတော်များများအနိုင်ရရှိခဲ့ပါရယ်အလားတူပဲရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ဟာလည်း 1990ပြည့်နှစ်ရွေးကောက်ပွဲမှာမြန်မာတနေငံလုံးလွှတ်တော်ကိုယ်စားလှယ်တတိယအများဆုံးနဲ့အနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပါတယ်။မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်ကစင်ကာပါချီမြင့်ဆက်ယုံမှာရာနဲ့ချီတဲ့လူသမားတွေဟာတစ်ဖက်သဘောတူချုပ်ဆိုထားတဲ့စာချုပ်ပါချက်တွေကိုအလို့ရှင်ဘက်ကမလိုက်နာဘူးဆိုပြီးဆက်ယုံရှိမှဒီကနေ့ဆန္ဒပြခဲ့ကြပါတယ်။အပြည့်အစုံကို RFA သတင်းတောက်မက်ဆစ်မဝင်းကတင်ပြထားပါတယ်ရှင်။မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်စက်မှုဆောင်အမှတ်1က စင်ကဘာချင်းမြင်ဆက်ယုံကရာကနန်းရှိမဲ့ဆက်ယုံအလုံသမားတွေဟာနိုင်ရက်တွေမှာပါလုံခလစာဖြတ်တောက်တာတွေရှိတဲ့အပြင်အလုံသမားအဖွဲ့တွေဖွဲ့စည်းတာကိုပါချင်းချောက်တာတွေရှိလာတာကြောင့်ဆက်ယုံအဝင်ဝမှာဒီနေ့ဆန္ဒပြကြတာလို့ပြောပါရယ်စင်ကဘာချင်းမြင်ဆက်ယုံကအလုံသမားတွေဆန္ဒပြတာဟာဒီဒီချိန်နဲ့ဆိုရင်၄ချိန်မြောက်ဖြစ်ပါရယ် သုံးချိန်မြောက်တုန်းကအလုရှင်နဲ့သဘောတူထားတဲ့အချက်တွေကိုအလုရှင်ဘက်ကချိုးပေါက်တယ်လို့လူသမားတွေကပြောကြပါဗျ။ဟောဒီအလုရှင်ကဒီဥပဒေတွေကိုမလေးစားဘူးဗျ။ဟိုမလိုက်နိုင်တဲ့သဘောပေါ့။တစ်ဖက်ကဒီစာချုပ်တွေဆိုလို့ရှိရင်သူတို့အနေနဲ့ခဏခဏချိုးပေါက်တယ်။ကျွန်တော်အနေနဲ့တော့ဒီမြို့နယ်ကြီးတိုင်းပြည်တွေနဲ့အားနည်းတယ်လို့ကျွန်တော်ထင်တယ်ဗျ။လူသမားတွေရဲ့တောင်းဆိုတဲ့အချက်ခုနှစ်ချက်ထဲမှာဝန်ထမ်းတွေရဲ့ဆန္ဒမပါဘဲအလုဌာနပြောင်းရွှေ့ခိုင်းတာတွေမလုပ်ဘူး။ လုပ်ငန်းခွင်ထဲမှာထိခိုက်ဒဏ်ရာရရင်အပြည့်အဝတာဝန်ယူဝေးဖို့လုံသက်3လပြည့်ပြီးတဲ့အလုပ်သမားတွေကိုလစာတိုးပေးဖို့နဲ့စက်ရုံတွင်းအလုပ်သမားအားလုံးကိုလစာ2000တိုးပေးဖို့ပါဝင်ပါတယ်။လက်ရှိစက်ရုံအလုပ်သမားတွေဟာအနည်းဆုံးလစာ6000ကနေ3000အထိပြန့်မြှားရကြတယ်လို့သိရပါတယ်။ စက်ယုံတွင်မှအလုံသမားချင်းချင်းခွဲခြားဆက်ဆံခံရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့စက်ယုံအလုံသမားဒေါ်မြင့်မြင့်ကြီးကအခုလိုပြောပါတယ်ဒီကြီးကြပ်တရားပေါ်တော့ကျမတို့မျက်နှာလိုက်ပါတယ်ဘလို့မျက်နှာလိုက်လို့ဆိုတော့တို့အခုတထဲပဲပါတဲ့လူဆိုလို့ရှိရင်တို့ကဘာမှပြစ်ချက်မယူဘူးကျမတို့တထဲပဲမပါဘဲနဲ့အလုံသမားတွေပါတဲ့လူဆိုလို့ရှိရင်တို့ကနောက်ကနေအကုန်လုံးလိုက်ကြည့်တယ်ဒီနေ့ဆန္ဒပြပွဲကိုမန္တလေး၈၈မြို့ဆက်ငင်းငယ်ရင်နဲ့ပွင့်လင်းလူဖွဲ့စည်းကလည်းဝင်ရောက်ညှိနှိုင်းဖြန့်ဖြေးပေးတာရှိပါတယ်။ဆက်ရုံပိုင်ရှင်တွေနဲ့ဒီကျမကြီးဆောင်းဆောင်းမှုလည်း သူ့အနေနဲ့ဟိုရှာဖွေထားတယ်ပေါ့ဗျာဆရာဝန်တို့ next မှာတို့ကန့်နိုင်ဆိုသူဖြစ်အောင်လုပ်ပေးမယ်ဒါပေမဲ့တခုတော့ရှိတာပေါ့ဘယ်နည်းဘယ်ရဲ့ကိုသူအပီစီဆောင်ရွက်ပေးပါမယ်ဆိုတဲ့ခရီးတခုတော့ကျွန်တော်တို့မရခဲ့သေးဘူးဗျာလူသမားတွေဘက်ကလည်းအဓိကကသိပညာနည်းနည်းလေးပေါ့ဗျာဟိုဥပဒေပိုင်းဆိုင်ရာလေးတွေနည်းအားနည်းချက်လေးတွေလည်းရှိတယ်။နောက်ကျွန်တော်အဲ့ဒါလေးတွေလည်းဒါဟိုပို့ပြီးတော့နားလည်လောက်အောင်သိမြင်လောက်အောင်ကျွန်တော်တို့ဒါဖြည့်ဆည်းပေးရမယ် ဆန္ဒပြအလို့သမားတွေနဲ့အလို့သမားရေးဆောင်ရွက်နေသူတို့ဟာဒီနေ့ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးညှိနှိုင်းဖို့အတွက်စက်ရုပ်အုံချုပ်ရေးပိုင်းကိုပြောရမှာအလို့ရှင်ကိုအကြောင်းကြားတာကြောင့်လည်းအလို့ရှင်လာမှဆွေးနွေးညှိနှိုင်းလို့ရမယ်လို့အကြောင်းပြန်ထားကြောင်းဆန္ဒပြအလို့သမားတွေကပြောကြပါတယ်ရှင်။ RFA တင်းတောင်မက်ဆင်မှာဝင်တင်ပြသွားတာပါရှင်။ရန်ကုန်ဘိုးတထောင်မြို့နယ်က190ဂရန်နဲ့ဥပိုင်အမည်ပေါက်ထားတဲ့မြေနေရာတွေမှာ ဝါဝါဝင်း အေဒင်ပြည်မားနှကားနဲ့ယူဆနာကုမ္ပဏီတွေကဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတာကိုဖြည့်ရှင်းပေးဖို့အတွက်မြေပိုင်ရှင်တွေကဒီကနေ့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီကနေ့ဆန္ဒပြမှုဟာ၅ချိန်မြောက်ဖြစ်ပေမဲ့တာဝန်ရှိတဲ့သူတွေဘက်ကအခုချိန်အထိဒီဆုံးတရားဖြည့်ရှင်းပေးတာမရှိသေးဘူးလို့ဆန္ဒပြသူတွေထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ဒီကိစ္စကိုဖြေရှင်းမပေးရင်တပိတ်စခန်းဖွင့်လှစ်ပြီးတော့ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်းတပ်ပေါက်အသိစိတ်စီကိုပေးပို့ခဲ့တဲ့ဆာမှာဖော်ပြထားပါတယ် မြေတိန်ထားတဲ့ကုမ္ပဏီတွေနဲ့သက်ဆိုင်ရာဝင်ကြီးဌာနတွေကိုအကြောင်းကြားစာပေးပို့ထားပေမဲ့ဒီမြေပိုင်ရှင်တွေကိုသက်ဆိုင်ရာကုမ္ပဏီတွေနဲ့ဝင်ကြီးဌာနတွေကဥပဒေနဲ့အညီခေါ်ယူညှိနှိုင်းတာနစ်နာချေးပေးတာမရှိခဲ့ဘူးလို့စန္ဒပြတဲ့သူတွေကပြောပါတယ်ရှင်။ရန်ကုန်မြို့မှာအင်ချဲမြေငှားရမ်းကအဆမတန်မြင့်တက်လာတာကြောင့်လူတော်တော်များများဟာမြို့ထဲမှာအင်ခန်းမငှားနိုင်တော့ဘဲနဲ့မြို့ပြင်မှာတဲထိုးပြီးနေနေရတာတွေရှိနေတယ်လို့ AFP သတင်းဌာနကဒီကနေ့ရေးသားပါတယ်။ ရန်ကုန်မြို့ကနေတနအီခရီးအကွာဝေးမှာရှိတဲ့ဧက30အကျယ်ရှိတဲ့သဘာဝတရားရိပ်သာချမ်းမှာပြီးခဲ့တဲ့တနှစ်ခွဲကာလကစပြီးရန်ကုန်မြို့ပေါ်ကနေနေစရာမရှိတဲ့အတွက်ပြောင်းရွှေ့လာပြီးတဲထိုးနေကြတဲ့မိသားစုဟာအခုအခါမှာ2400နီးပါးရှိနေတယ်လို့ဆိုပါရယ်။တန်လျင်မြို့နယ်ရွှေဘော်ကျွန်းလမ်းမှာရှိတဲ့ဒီသဘာဝတရားရိပ်သာမြေနေရာမှာဆရာတော်ဦးဥဒမတာရာကခိုးကိုရမယ်မိသားစုတွေကိုကူညီဆောက်ရှောက်ပြီးနေထိုင်ခွင့်ပေးထားတာလို့သိရပါရယ်။ မြန်မာနိုင်ငံမှာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အညီပြည်ပကအဆက်အဆက်နဲ့ရင်းနှီးမြှုပ်နှံမှုတွေတိုးပွားလာတဲ့အတွက်တနိုင်ငံလုံးတိုင်းတာနဲ့အိမ်ချမ်းမြေဈေးတွေထိုးတက်ခဲ့တယ်လို့မြေယာသိမ်းယူမှုနဲ့အငင်းပွားမှုတွေအတင်းအကျပ်ရွှေ့ပြောင်းတာတွေနဲ့အိမ်ချမ်းမြေငှားရမ်းကတွေအဆမတန်ထိုးတက်ခဲ့ပါတယ်အခုနှစ်အစောပိုင်းကလည်းရန်ကုန်မြို့မှာဟိုတယ်အခါဟိုတယ်အခန်းငှားရမ်းကတွေအဆမတန်ဈေးကြီးလာတဲ့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဟာနှစ်ပေါင်းများစွာငှားရမ်းလာခဲ့တဲ့ဟိုတယ်တွေကနေပြီး ဇီးစကားတက်တာတဲ့ပုတ်ကလေးကအိမ်တွေမှာပြောင်းရွှေ့ပြီးငှားရမ်းခဲ့ကြရပါတယ်။ဘာသာရေးဆန်တဲ့ပြိပခါတွေကိုထိမ့်ချုပ်နိုင်မှုအတွက်ဘာသာရေးအဆောက်အဦတွေမှာလုံခြုံရေးတာဝန်ရှိသူတွေအမြဲရှိနေတဲ့နယ်လို့မန္တလေးမြို့မစွန့်ရင်ကျောင်းတိုက်ကဆရာတော်ဥဝေရသူကမိန့်ကြားပါတယ်။ရန်ကုန်မြို့တကုံမြို့တဲ့အရှိပိုင်း73ရက်ကွက်ကေတာယာမကျောင်းမှာဒီကနေ့ကျင်းပခဲ့တဲ့ဆရာတော်ဥဝီရသူနဲ့အစ္စလမ်ဘာသာဝင်ဒိုင်းမွန်ဥွှေကြီးတို့ရဲ့ ဘာသာရေးဆိုင်ရာညီညာရေးဆွေးနွေးပွဲပြီးမှဆရာတော်က RFA ကိုခုလိုမိန့်ကြားခဲ့တာပါပြည်ပခါတွေဖြစ်ပွားခဲ့တဲ့မြို့အတော်များများမှာအစိုးရရဲ့လုံခြုံရေးဆိုင်ရာအားနည်းချက်တွေရှိခဲ့တာကြောင့်မလိုလားအပ်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတာလို့ဆရာတော်ဥဝိရသူကမိန့်ပါတယ်ဒါ့အပြင်ဘာသာရေးဆန်တဲ့အထူးကုန်းတွေမှာနှစ်ဖက်ဘာသာဝင်တွေကဥပဒေမဲ့လုံရမျိုးတွေမလုံမိကြစေဖို့လိုအပ်တယ်လို့လည်းဆရာတော်ကမိန့်ကြားပါတယ်ရှင် ရခိုင်ပြည်နယ်ကပြည်ပခတွေဖြစ်ပွားခဲ့တဲ့နေရာတွေကိုပြန်လည်ထူထောင်ဖို့အတွက် modular house လို့ခေါ်တဲ့အသစ်ထုတ်လုပ်ပြီးအစိတ်ပိုင်းတွေနဲ့ဆောက်လုပ်နိုင်တဲ့နေအိမ်အလုံးပေါင်း150ကိုတရုတ်နိုင်ငံကပြီးခဲ့တဲ့ရက်ပိုင်းကပေးပို့လှူဒန်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေအိမ်တွေကိုပြည်ထောင်စုအစိုးရကတဆင့်လှူဒန်းလိုက်တာဖြစ်ပြီးရခိုင်ပြည်နယ်အတွင်းပြည်ပခဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကပညာရေး၊ကျန်းမာရေး၊ခန္ဓာတွေအတွက်အထူးအသုံးပြုဆောက်လုပ်သွားဖို့ရည်ရွယ်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တည်င်းထုတ်ပြန်ရေးနဲ့ပတ်တန်းပြုစုရေးဆက်ကော်မတီဥက္ကဋ္ဌပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက RFA ကိုပြောပါရယ်။ဒါအပြင်ဒီနေအိမ်တွေကိုတဘာဝ BND ရဲ့ကြားရောက်နိုင်တဲ့နေရာတွေမှာမုံတိုင်းခိုလုံတဲ့အဆောက်အဦတွေအဖြစ်ဆောက်လုပ်ပေးသွားဖို့ရှိတယ်လို့လည်းသိရပါရယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတော့တင်ဆက်မှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိညစဉ်ညတိုင်းထုတ်လွှင့်ပေးနေပါတယ်ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် ဖေရမြင်တန်ကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုသတင်းပေးပို့ချက်တွေတွေ့ဆုံမြင်ရခြင်းတွေကိုစက်တိုက်ပဲထုတ်လင်းပေးမှာပါရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်ဆေးရုံမှာကျန်းမာရေးဝန်ထမ်းမလုံလောက်တဲ့အတွက်ဒေသခံတွေဟာအခက်အခဲတွေကြုံနေရပါတယ်အပြည့်အစုံကို RFA သတင်းတောက်ကိုကြော်သူကတင်ပြပေးမှာပါရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်ဆေးရုံဟာဂရင်25လုံးသာစတဲ့ဆေးရုံဖြစ်ပြီးဆီယောင်ဝင်က2ဦးတည်းသာရှိပါတယ်မြို့နယ်အဆင့်ဆေးရုံဖြစ်ပေမဲ့ ကျမရေးဝန်ထမ်းလုံလောက်မှုမရှိတဲ့အတွက်အရေးပေါ်လူနာတွေကိုလွိုက်ကောမန္တလေးစတဲ့မြို့တွေအထိပို့ဆောင်ကူတာပေးနေရပြီးအနည်းဆုံးဖြစ်တဲ့လွိုက်ကောမြို့နယ်24မိုင်กว่าဝေးတယ်လို့သိရပါတယ်။ခေကုံစီယုံအနေနဲ့ကတော့ကျွန်တော်တို့မြို့နယ်ကျွန်တော်ပါဝင်ပေါ့ကျွန်တော်မြို့နယ်ဆရာဝန်ပါဝင်တက်ထောက်ဆရာဝန်တူဦးပေါ့နော်ဆရာဝန်2ဦးရှိပါတယ်။ရှိတော့ဒီအရေးပေါ်လာတဲ့လူနာတွေကိုကျွန်တော်တို့ကအရေးပေါ်ရင်ပေါ်တယ်လို့ကျွန်တော်တို့ကလိုအပ်တဲ့ကျွန်တော်တို့ emergency procedure တွေကိုကျွန်တော်တို့ကပူးတောင်းပေးပြီးတော့အကယ်၍ လာလိုက်တဲ့လူနာတွေထဲမှာကျွန်တော်တို့အရေးပေါ်ပေါ့နော်ဆက်လက်ပြီးတော့မှဒီဆက်လက်ကုသကိုအထူးကုတွေနဲ့ဆက်လက်ကုသကိုလိုအပ်တယ်ဆိုရင်လည်းကျွန်တော်တို့တခါတည်းပဲအရေးပေါ်စိတ်ကုသမှုပေးပြီးတော့မှလိုက်ပေါ်ပြည်သူစေယုံကြီးကိုတော့ပေါ့တို့နေပြီးတော့စေယုံကြီးကိုတော့ပေါ့ကျွန်တော်တို့မန္တလေးပြည်သူစေယုံကြီးကိုတော့ကျွန်တော်တို့လိုရင်လိုအပ်တယ်လို့ပေါ့နော်အဆင့်ဆင့်လွှဲပြောင်းကုသမှုခိုင်းပြီးပါတယ်လူနာတွေကိုအခြားမျိုးတွေစီလွှဲပြောင်းပေးတဲ့နေရာမှာတည်ယူပို့ဆောင်ရေးစီးရဲ့ကြီးမားတဲ့အတွက်လူနာတိုင်းတွားရောက်ကုသနိုင်ခြင်းမရှိပါဘူး ဝီဒေတာနိုင်တဲ့လူတွေတော့အဆင်ပြေမှာပေါ့ဖက်ခုံနဲ့ဒီနေ့24မိုင်ဆိုရင်တော့ကားငယ်တစ်စီးကိုငါးသွားမယ်ဆိုရင်အသွားပြန်ဆိုရင်အဲသူတို့ပေးရတာ6000ပေါ့အဲ့ဒါလူအဲဆင်ငွေတိမတနိုင်တဲ့လူတွေအတွက်ကတော့အဆင်မပြေနိုင်ဘူးပေါ့တခြားမျိုးတွေကိုသွားဖို့ဆိုတာလည်းအခက်အခဲရှိတယ်ဒီမှာပဲကိုယ် view design နဲ့နွနွတွေးတွေးကုပေးမယ်ဆိုရင်တော့တိုင်းထက်လွန်ပေါ့သူတို့မူရကဒင်25ကဒင်ပဲရှိတယ်အဲကြောင့်ကိုဆရာဝန်နှစ်ယောက်ပဲချတယ်ဆိုတာတော့ ဲ့ဒါကိုမကြည့်ပဲနဲ့မြို့လူထုအနေနဲ့မြို့လူဦးရေအနေနဲ့ပဲကြည့်ပြီးတော့ချပေးစေချင်တယ်ပေါ့ဆယ်အောင်လက်ရှိအခြေအနေမှာဝန်ထမ်းအင်အားထပ်ဖြည့်ဖို့လိုအပ်နေသေးတယ်လို့သိရပါတယ်25%ဆန်ကဲစီးုံဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ဝန်ထမ်းအင်အားဖွဲ့သီးမှာအကြာတန်းအမှုတန်းအားလုံးပေါ်တော့ဆန်ကဲဖွဲ့သီးဝင်95%ရောက်ရှိပါတယ်အဲ95%ရောက်တဲ့မှာကျွန်တော်လက်ရှိကျွန်တော်တို့29%ရောက်မခံထားပြီးနေထားရှိပါတယ်အဲ့တော့လက်လက်တဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီ new net ဆရာဝန် ရှိပါတယ်လက်ထောက်ဆရာဝန်4ဦးထဲမှာကျွန်တော်တို့ကတဦးကိုခံထားနိုင်ပြီးတော့လက်ထောက်ဆရာဝန်3ဦးတော့လက်လက်လေးရှိပါတယ်တခြားပိုင်းတွေမှာတော့ကျွန်တော်တို့တက်ခွဲကျွမ်းကျင်လေးတို့ကျွန်တော်တို့ဒီဓမ္မနဲ့ပတ်သက်တဲ့ကျွမ်းကျင်ဝန်ထမ်းတို့နောက်တစ်ခုကကျကျွန်တော်တို့ဒီအခြေခံပေါ့အောက်ခြေဝန်ထမ်းတွေပေါ့နော်ကျွန်တော်ရင်မောင်းတို့အဲဒီတော့လက်လက်လေးရှိပါတယ်ဖဲခုံမြို့နယ်မှာတခြားစေယုံမရှိပဲမြို့နယ်တစ်ခုလုံးကအားထားရတဲ့စေယုံဖြစ်တာကြောင့်အရေးပေါ်လူနာတွေကိုလည်းကုသပေးနိုင်တဲ့စေယုံသာဖြစ်လာမယ်ဆိုရင်ဖဲခုံမြို့အပြင် အနီးအနားကမြို့နယ်တွေအတွက်လည်းအားထားရမယ့်စေယုံဖြစ်လာမယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာအခုဆက်လက်ပြီးတွေ့ဆုံမေးမြန်းခန်းတစ်ခုကိုထုတ်လွှင့်ပေးပါပါ လက်ဘရောင်းတောင်ကျင်းဒီစီမံကိန်းမြေယာရော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးရေးအစီရင်ခံစာအကောင့်ထဲဖော်ရေးကော်မတီဥက္ကဋ္ဌသမရယုံဝင်ကြီးဥလာထွန်းနဲ့တွေ့ဆုံမေးမြန်းခန်းပထမပိုင်းကိုထုတ်လွှင့်ပေးမှာပါရှင်။သမရယုံဝင်ကြီးဥလာထွန်းကိုကျွန်တော်တို့ဖွဲ့သားကိုဝင်းနိုင်ကတွေ့ဆုံမေးမြန်းထားပါတယ်။ ဝန်ကြီးခမရာဒီလက်ဘရောင်းတောင်ဂျင်းနီစီမံကိန်းဒေတာမှာအစိုးရရဲ့ရော်ကြီးရောနောက်တစ်ခါနောက်ဆုံးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှင်းပြပေးပါခင်ဗျကျွန်တော်တို့ဒီလက်ဘရောင်းတောင်ဂျင်းနီစီမံကိန်းဟာစပြီးတော့ကျွန်တော်လုပ်ခဲ့တာဆိုရင်ပြီးခဲ့တဲ့ကျွန်တော်တို့အစိုးရလက်ထက်ထဲကကျွန်တော်စလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှလက်ရှိအစိုးရလက်ထက်မှာအနေငယ်ကျွန်တော်တို့ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့ စုံစမ်းရေးကော်မရှင်ကနေကျွန်တော်တို့စုံစမ်းစစ်ဆေးရေးလုပ်ပါတယ်ဒီစုံစမ်းရေးကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုပြီးတဲ့အခါမှာကျွန်တော်တို့အကောင့်တွေဖော်ရေးကော်မတီအနေနဲ့ဆိုလို့ရှိရင်ပြီးခဲ့တဲ့ကျွန်တော်2013ခုမလ17ရက်နေ့ကစပြီးတော့ကျွန်တော်တို့တာဝန်ယူတော့ကျွန်တော်တို့ဆောင်ရွက်ပါတယ်လို့တာဝန်ဆောင်ရွက်တဲ့နေရာမှာအဓိကအပြင်ကျွန်တော်တို့လုပ်ငန်းကြီး၄ခုပေါ့လေနံပါတ်၁ကတော့ကျွန်တော်တို့ဒီမှာကျင်းစီမံကိန်းလုပ်လိုက်တဲ့အတွက်ကြောင့်မြေယာတွေကျွန်တော်တို့ ဆုံးချုံသွားတဲ့အပေါ်မှာမြေယာနေနာကြီးတွေတီးနှံရော်ကြီးတွေပြေးဖို့မြေယာနဲ့ပတ်သက်တဲ့ကျွန်တော်တို့လုပ်ငန်းတွေလုပ်ပါတယ်။နောက်ဒုတိယချက်ကတော့ကျွန်တော်တို့လူမှုစီးပွားကိစ္စများနဲ့ပတ်သက်ပြီးတော့ဒီဒေသမှာရှိတဲ့လူတွေကိုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလုပ်မဲ့လုပ်ရမဲ့လုပ်ငန်းတွေကျွန်တော်တို့လုပ်ပါတယ်။တတိယကတော့ကျွန်တော်တို့ဒီအချင်းဒီစီမံကိန်းကြီးဆောင်ရွက်မယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်ကျွန်တော်တို့ထိခိုက်ပျက်စီးမှုတွေရှိပါမယ်။အဲ့ဒီပျက်စီးမှုတွေနဲ့ပတ်သက်ပြီးတော့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ငန်းတွေဆောင်ရွက်ဖို့ရှိပါတယ်နောက်တစ်ခါကျွန်တော်တို့စရုပ်ဒအချက်နေနေဆိုရင်တော့ဒီအတွင်းမှာရှိနေတဲ့ရင်းတော့ကျွန်တော်တို့လယ်ဒီတောရဆင်းညာကြောင်းလေးဖျားလေးတစုရှိပါတယ်ဒီသာသနိကဆောက်ဝင်ရွှေပြောင်းရေးကိစ္စတွေကျွန်တော်လုပ်ဖို့ရှိပါတယ်အဲ့တော့ဒီမြေရရောကြီးနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ပိုင်းမှာဒီစုံစမ်းရေးကော်မရှင်စစ်ဆေးပြီးတဲ့နောက်ပိုင်းမှာပေါ့မြေရရောကြီးကကျွန်တော်တို့ပေးဖို့ရရထားတာစုစုပေါင်းကြသိမ်းမောင်းဟာ 68208တသမ85သိန်းရထားပါတယ်။ဒီနေ့ကျွန်တော်တို့၄ရက်9လ2023ရက်နေ့ထိကြက်သိန်းပေါင်း3988တသမ24သိန်းပြီးရောပြီဖြစ်ပါတယ်။နောက်နေ့ရှိသီးနှံပင်ရောကြီးနေနဲ့ကျွန်တော်တို့တောင်သူ945ဦးကိုကျွန်တော်တို့နှစ်နာကြီး1951တသမ15သိန်းကျွန်တော်တို့ပြီးရောပြီဖြစ်ပါတယ်။နောက်တစ်ခါဒီဒေသမှာရှိတဲ့လူတွေနှစ်နာတဲ့ကိစ္စတွေကျွန်တော်တို့လေ့လာလိုက်တဲ့အခါမှာရေတွင်းနေကျွန်တော်တို့ပျက်စီးတာတွေရှိပါတယ်။အဲ့တော့ရေတွင်း 148တွင်းကိုကျွန်တော်နင်းနာကြီးအလုံးပေါင်း233.5ခွန်သိန်းကျွန်တော်တို့ပေးပြီးပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အခုစက်တင်ဘာလကျွန်တော်၄ရက်နေ့ထိကိုဒီမြရာရော်ကြီးရောတိနံရေတွင်းစသီရမင်းနင်းနာကြီးတွေအလုံးပေါင်းသိန်းပေါင်းကကျွန်တော်3282ဒါတမ96သိမ်ပေးပြပါပြီ။ဒါရင်လားဆိုတော့မဟုတ်ပါဘူး။ကျွန်တော်တို့ရခင်တွေကဒီစီမံကိန်းကစခဲ့တဲ့အတွက်ကြောင့်ရခင်တို့ကကျွန်တော်တို့ပြေရခဲ့တာတွေရှိပါတယ်။အဲ့ဒါက2017ခုနှစ် AB လတုန်းက ယောက်ျားကျွန်တော်တို့အလုံးမအဲဒီတော့တိမ်ပေါင်း4540ကိုတန်းသွားနှစ်သိန်းပေးပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့စုစုပေါင်းပေးပြီးသားကိုပြန်ပြောမယ်ဆိုလို့ရှိရင်တော့အလုံးပေါင်းကတိမ်ပေါင်းကြက်တိမ်ပေါင်းကျွန်တော်တို့9300 320နဲ့တသမတ်16သိန်းပေးရပြီးဖြစ်ကြောင်းကျွန်တော်အနေနဲ့ပြောလိုပါတယ်။ကျေးဇူးပါခင်ဗျာ။နောက်တစ်ခုကဒီယောက်ျားဟိုနောက်ဆုံးထားယူဖို့ဆိုပြီးစက်တင်ဘာလ30ရက်နေ့ကိုတတ်မှတ်ထားရလို့သိရှိရပါတယ်ခင်ဗျ။အဲ့ဒီ ရဲဆွဲပြီးလို့ရှိရင်ဒီကြေးဝါသားတွေအနေနဲ့ဘယ်လိုဆက်ဖြစ်မလဲကျွန်တော်တို့ဒီရောကြီးပြည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခုနကျွန်တော်ပြောခဲ့သလိုပဲလေပထမတကြိမ်2017ဧပြီလတုန်းကလည်းကျွန်တော်တို့ထိုက်တဲ့ရောကြီးတွေပေးပြီးပါပြီသို့တော်လည်းပဲစုံစမ်းရေးကော်မရှင်ရဲ့စုံစမ်းမှုအရာပေါ့လေကျွန်တော်တို့လိုအပ်တဲ့ထပ်မံပြီးတော့ကျွန်တော်တို့ပေးတင်တဲ့ရောကြီးတွေကိုလည်းကျွန်တော်တို့ပေးခဲ့ပါတယ်အခုဆိုရင်ကျွန်တော်တို့တာဝန်ယူတာမလ17ရက်နေ့ရဆိုရင်ခနေ့အချိန်ကြီးဆိုရင်ကျွန်တော်တို့6လခွဲလောက်ရှိပါပြီ အဲ၆လကွဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအခုဒါကိုအမြန်ဆုံးကျွန်တော်တို့ထုတ်ယူဖို့ပေါ့လုပ်ငန်းကလည်းကျွန်တော်တို့ကစဖို့နှီးလာပါအဲကြောင့်ဒီလစက်တင်ဘာလ30ရက်နေ့ကိုနောက်ဆုံးထားထုတ်ဖို့ဆိုပြီးတော့ကျွန်တော်တို့အကြောင်းကြားထားပါတယ်အဲတော့ထုတ်နိုင်မှုအတွက်လည်းကျွန်တော်တို့ကမြို့နယ်မှာရှိတဲ့ဟိုရုံငန်းရောကျွန်တော်တို့ဒီဒေသတွင်းမှာရှိတဲ့ကျွန်တော်တို့ရွာသစ်မှာလည်းကျွန်တော်တို့ဆက်ဆံရေးယုံဆက်ဆံရေးယုံကိုကျွန်တော်တို့ကဒီဆက်ဆံရေးစခန်းပေါ့လေအဲဒါ0.0ရွာမှာကျွန်တော်တို့ဖွင့်ထားပါတယ် အဲ့ဒီဖွင့်ထားတဲ့နေရာမှာလဲကျွန်တော်တို့စက်တင်ဘာလ30ရက်နေ့ထုတ်ဖို့ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်တို့ဟလာလတွေကကျွန်တော်တို့အကြောင်းကြားခဲ့ပါတယ်အကြောင်းကြားခဲ့တဲ့ကြောင့်ဒီငွေတွေကိုတချို့လဲလာပြီးတော့ထုတ်ယူနေပါပြီဒီလိုထုတ်ယူဖို့အတွက်ကိုကျွန်တော်တို့အကြောင်းကြားရတဲ့ကြောင့်မလို့တချို့လဲဝမ်းသာအားလည်းလည်းလာထုတ်ပါတယ်တကယ်လို့ထုတ်ယူဖို့တမင်တကာပေါ့လေတကယ်လို့မထုတ်ယူတော့ဘူးဆိုလို့ရှိရင်တော့ဒီငွေတွေကကျွန်တော်တို့ကဒီစီမံကိန်းကနေကျွန်တော်တို့ရောကြီးပေးတဲ့ငွေတွေဖြစ်ပါတယ် ဒါကြောင့်ဒီငွေတွေကိုကျွန်တော်တို့ကတီးကြကျွန်တော်တို့ဆင်းဖွင့်ထားပြီးတော့မှကျွန်တော်တို့ကဒီကြီးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာဒါကိုကျွန်တော်တို့တုံ့ဆွဲသွားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒါကိုတော့ကျွန်တော်တို့နိုင်ငံတော်ကလည်းယူမှာမဟုတ်ပါဘူးနောက်တစ်ခုကကြတော့ဒီရော်ကြီးကိုအစိုးရကပေးတာလားခင်ဗျနောက်တစ်ခုကဒီဝမ်ပေါင်ကုမ္ပဏီကပေးတာလားရော်ကြီးနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ဒါ ဟိုဝမ်ပေါင်းကုမ္ပဏီမြန်မာဝမ်ပေါင်းကုမ္ပဏီကပေးတာပါခင်ဗျစာချုပ်အစ်စ်ချုပ်ဆိုတဲ့အချိုးအစားပုံစံမျိုးကိုကျွန်တော်တို့ရှင်းပြပါအောင်ခင်ဗျကျွန်တော်တို့ဒီရခင်တော့စာချုပ်ချုပ်ဆိုခဲ့တာကတော့ရခင်ဆိုရလက်ထက်ကဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စုံစမ်းရေးကော်မရှင်ရဲ့ဒီတွေ့ရှိချက်အစီရင်ခံစာရဒါစာချုပ်ကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှဒီရသင်ရလိုက်တဲ့ကျွန်တော်တို့ရဲ့ဒီအခွန်အခတွေအပါဝင်ပေါ့လေပြန်လည်ချုပ်ဆိုဖို့အတွက်ကျွန်တော်ပါပါတယ် ဒီလိုပါတဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကအခုပြန်လဲပြီးတော့အစ်စ်ပြင်ဆင်ချုပ်ဆိုခဲ့တဲ့စာချုပ်မှာတော့ယခင်တုန်းကတော့ကျွန်တော်တို့ဒီမြန်မာဝန်ပေါင်းကုမ္ပဏီနဲ့မြန်မာ CY ဥပိုင်နဲ့နှစ်ခုပဲကျွန်တော်တို့ချုပ်တာပါအခုကတော့ကျွန်တော်တို့သတ္တူတွင်ဝန်ကြီးဌာနရဲ့မြန်မာ CY ဥပိုင်ရဲ့မြန်မာဝန်ပေါင်းကုမ္ပဏီရဲ့ကျွန်တော်တို့သုံးပါတဲ့ကျွန်တော်တို့ PSC contract ပေါ့နော် production sharing contract ကိုကျွန်တော်တို့ပြန်ချုပ်တာဖြစ်ပါတယ်အဲ့လိုချုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီရသင်းရတဲ့အနေနဲ့ ြောင်းလဲမှုတွေဖြစ်ပါတယ်။ဥပမာပြင်ဆိုရင်ကျွန်တော်တို့နိုင်ငံတော်အတွက်ဆိုလို့ရှိရင်အခွန်အခတွေအပါအဝင်ကျွန်တော်တို့နိုင်ငံတော်ကရမယ်အချိုးက52ရာခိုင်နှုန်းကျွန်တော်တို့ရပါတယ်။မြန်မာစီးပွားရေးဥပိုင်ကတော့ကျွန်တော်တို့19ရာခိုင်နှုန်းကျွန်တော်တို့ရပါတယ်။မြန်မာဝန်ပေါင်းကုမ္ပဏီကတော့30ရာခိုင်နှုန်းရပါတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မူလတုန်းကကျွန်တော်တို့က52 49ပဲရရနေပြီတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်နိုင်ငံတော်အနေနဲ့ဟောစီးပွားရေးဥပိုင်အနေနဲ့ကိုကျွန်တော်တို့နှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ခုပေါင်းရဲ့ နိုင်ငံတော်ရရတဲ့ຢာကင်နှုန်းက80ຢာကင်နှုန်းကျွန်တော်တို့ဖြစ်လာပါတယ်ဒါပေမဲ့လားဆိုမဟုတ်ပါဘူးကျွန်တော်တို့ဒီရခင်တော်ကမပါခဲ့တဲ့ CSR လို့ခေါ်တဲ့ corporate social responsibility လူမျိုးရေးတောင်းယူမှုနဲ့ပတ်သက်ပြီးလို့လဲကျွန်တော်တို့ဒီရရတဲ့အမျက်စွန်းနေရနေကျွန်တော်တို့နှစ်ຢာကင်နှုန်းကျွန်တော်တို့ပေးဖို့စာချုပ်ထဲမှာပါပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီစီမံကိန်းကြီးလုပ်လိုက်တဲ့အတွက်ကြောင့်မလို့ပျက်စီးသွားခဲ့တဲ့ဒီမြေယာ ော်ဝင်ကျင်ပြုပြင်ထိမ့်သိမ့်ဖို့ကိစ္စတွေပေါ့လေဒီအရာလေးနဲ့ပတ်သက်ပြီးလို့ရှင်လေကျွန်တော်တို့ကနောက်ပိုင်းကျွန်တော်တို့ဒီမိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့မိုင်း closure plan ပေါ့လေဟိုပြောမယ်ဆိုရင်မိုင်း reclamation ပေါ့ဒီအရာနဲ့ပတ်သက်လို့ရှင်လေကျွန်တော်တို့ကတစ်နှစ်ကိုဒေါ်လာ2တန်းသူတို့ပေးဖို့တဲ့စာချုပ်ထဲမှာထည့်ထားပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီပြင်ဆင်ချုပ်ဆိုခဲ့တဲ့စာချုပ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရသင်ရလိုက်တဲ့ကျွန်တော်တို့ရဲ့အနည်းတွေကိုအခွင့်အရေးတွေကိုကျွန်တော်တို့အားလုံးရပါတယ် ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့နင်းတော့ဇူလိုင်လ24ရက်နေ့မှာကျွန်တော်တို့ချုပ်ပါတယ်ချုပ်ပြီးတော့ကျွန်တော်တို့လွတ်တော်မှာလည်းရှင်းလင်းတင်ပြပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့မီဒီယာအားလုံးလည်းကျွန်တော်တို့ရှင်းလင်းတင်ပြတဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ရည်စင်ရလိုက်တဲ့အခွင့်အရေးကိုရတဲ့အတွက်အားလုံးကျေနပ်သဘောတူကြပါတယ် RV Radio အသံွင့်စီစဉ်နေကိုနေ့စဉ်မနေ့9နိုင်ကနေ10နိုင်အထိထုတ်လွှင့်နေပြီးညစဉ်9နိုင်ကနေ10နိုင်အထိ မေကပြည်တော်စု Washington DC မြို့တော်ကနေဓာတ်ရဲ့ကံလွှင့်နေပါတယ်။ RFP တန်လွင့်စီစဉ်မှာနေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေအပြင်အပတ်စဉ်ဆောင်းပါးတွေကိုလည်းပဲထုတ်ပြနေပါတယ်။ရပြင်နေ့စဉ်မနက်ပိုင်းစီစဉ်မှာတိုင်းသားဘာသာစကားခုနှစ်မျိုးကိုလှည့်ကြထုတ်လွှင့်နေပါတယ်။ဒီနေ့ကနေ့မှာတော့ဒီနေ့ကနေ့စကားဝိုင်းအစီအစဉ်ကိုမနေ့ပိုင်းမှာရောညဘက်မှာပါနှစ်ကြိမ်ထုတ်လွှင့်နေပါတယ်။ RFA TV နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်လေးကိုတော့ည8:30ကနေ9:00ထိ9:00ညဘက်ကြာညစဉ်ထုတ်လွှင့်လည်ရှိပါတယ်။နေ့စဉ်အစီအစဉ်လေးကိုသတင်းနဲ့သတင်းပေးပို့ချက်တွေတိုင်းသာအစီအစဉ်လေးနဲ့ထုတ်လွှင့်နေပါတယ်။ဇနီးနေ့ညမှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးအဲ့ဒီအစီအစဉ်ကိုပဲဒီနေ့ကနေနေ့မှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ RFA TV အစီအစဉ်လေးကို

ကရင်ပြည်နယ်ဖားပုံခရိုင်က KNU တပ်မဟာ9ထိန်းချုပ်နယ်မြေအတွင်းအစိုးရစစ်တပ်ရဲ့လှုပ်ရှားမှုတွေကြောင့်ကရင်ရွှေ့ပြောင်းဒုက္ခသည်တွေစိုးရိမ်နေကြတဲ့အကြောင်းကိုမြန်မာဘာသာစာတမ်းထုတ်ပြီးတင်ပြထားပါရရှင်။လေဘဟောဝါနော်လေဘဟောဝါခဲဝဲဒါဟောဝဲမှာအထောက်တက်ဟူတာခဲနော်မအားတော့ဝဲနေရှာလာပဲတက်ကိုခါတူလွက်ခခိုင်ရှာတက်ကိုခါတူလွက်ခခိုင်နေဆဲထောဝဲတာအစီနေမှာအားတော့ဝဲတခိမီမီတက်ကစောတူပဲနေပါလော်တီလီဆဲအားတော့အတက်ခိတာသာ สียอารมณ์กลัวดุห้อวอลเลยคนนี้คุยกอตอนเดะกแพ้แพ้สารับห้องวอตึงหมอแพ้ห้องวอนี่ไว้มากับบ้านมากีเราเว้อาใครเชื่เราเว้ราบิลามีทัดคือทัดเด้ออาคนนี้ก็มากีเราเว้ราสักก็เพลิดเดล๋ตันเนี่ยเราอาสุเนี่ยชอบเล่นว่าจีอาสุเราหลีแล้โอ้ขอที่เชื่อก็เชื่อไงดีเราเล็กสีเว้ยสุริเตโซลินเซกอะไรนี่อาไว้คนเนี่ยไว้ใครใครยกสีไว้เลยกับบ้านเกิโมมาไว้เกิโมมาบล้อเนี่ยกอเอาไว้บล้อเดี๋ยอาสุรออาสุซอกันเดี๋ยวท่อ เฮ็ดตามมาพอลยมเดโดยก็สักกาค่นักละนี่ว่าบ้าชินหอว่าวักละนอนี่อะคนเตาตะกอตะตะตุตะคาคาไม่ตะเกท่อบาเนไม่หาวะวุเนเลบวะเนเกท่อตะลบีลอตาบายุเลกมึนกลาเมงเลมนะพาโดญามนะคะขอบุลเปยติพาอะตะหุตะเกอโฮดิอุทอเสกอตะบายุตะตะดิดอลเลกมึนเลอะบะโอกุยเลตึกเกเยอะฮอกวะปุลอง မလွယ်ခီခွန်နေမှာဒါပြူတော့ခလာကိနေဟောရတရားဒါဆော့တလဲဟောမဟာဒါလာဒါလဲကနေနေအမကေတော့ဆလွားတော့ပြီးဟောရနေပဏနေတည်းဒါပြူတခါရတူတော့ဘခုမနာအုတ်ကောဝဲဆိုတပ်ပမနော်ဝဲလဲဟောဝတ်တော့လဲတကပလဲဝဲထဲနေထဲနေနေတိတော်တတဲဝဲဆိုနေအတမထွဲပါ လောတိတိတော့ဘိုးဟောဝတ်ဒီတိုးပါအလဲကပကေပါဝဲအုတ်တော့ဒူဟာတလဲဝေတပမနော်လောတော့ဒူ တပ်ပတုတ္တခာဤတဏိပလေလီဘာသာကမလအခွေထော်လပယောတေအတထော်ဒူဒေါ်တလူခူးမဟာကောအဝဲတိတဖာခိုအိုဒီဒါလတခုကွာတာဥတာအဖမလအဝဲတိစီဝဲလကကိကဒါကေဆူအဒူတဝအလောအလောဆိုနီပလီဘာဒီဝဲပယောသုအဖမမီလပယောတိတဖာအိုဒီဒါလအဝဲတိအတဝပူအတဝအခုအခုအခုလောအဝဲတိအဒိုလပယောတိတဖာကသုကဆောထောက်ပြီအတလော ခနေဘကွာကြလေပဝဲတိပကဖို့ပမိကေဘလဲတလကိုခနေနဘဘဖီအမအော်ဒါနီလောဘူလောတိပဒူအတဝတဆိုလောနီလောဘကွာကြလေတဖီအမအော်နီလောပမအော်နီလောဘဝဒတာပိတဖူးဝဒဘယူဘဘပဝဲတိပကဖို့လောယနောတာလောပဝဲခရပေဒူလေအဝဲတိနီဂူဂူတော်ကြီးအစကဆူတလောလေပတဲ့ဒခုဝေဝေတလောသူတဖလာအော်နီလော ပတိပကောဖို့ပကမလခလဲ့နေတော့ကေလ်ဝဲတယ်လေလောကဝတိဖြစ်အောင်ပါပါတာဝီဝဝမမှုခုခုဒီတပညုလေတာပါသာအဲမေသူဝိညာဉ်ကြီးကတည်းလားဒီဖြစ်အောင်ပါလဲခင်ဗျာဒီပြည့်စုံသွားဝင်တယ်လောကလောကဘာဖြစ်နေလဲ ်ကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါပရိသတ်များရှင်ကျွန်တော်တို့လွတ်လပ်တဲ့အာရှအတန် RFA ရဲ့အတန်လွင့်အစီအစဉ်နဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင့်လဲချိန်မီ၍ဖန်ရှုဖန်ယူကြည့်ရှုနားဆင်နိုင်ပါတယ်လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ် RFA ကိုစာရေးသားပေးပို့ခြင်းနဲ့ဆိုရင်တော့ internet email လိပ်စာဖြစ်တဲ့ b u r m e s e b u r m e s e @ r f a . o r g ကိုပေးပို့နိုင်ပါတယ်ရှင်။ ဒီညအတွက် RFI ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာနေပဲပြီးဆုံးပါပြီကြည့်ရှုကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ပရိသတ်တွေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်